မမော်အဖီရှင် YouTube channel ကိုစောင့်မျှနာဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးသားမှာကတော့စာရေးသူထမက်တောင်ကိုရေးသားထားတဲ့စောရမင်းကောင်နဲ့တိုင်းစီယာမောင်ဖုံးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်။ဒီနေ့မှတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးအောင်လေးအားပေးထားကြပါဦးနော်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်တော့ ဇလန်လေးကိုစတင်ကြပါရဲ့ရှင်။ကောင်းကင်ရံကကျင်လင်ရှင်းသက်နေပြီးပြောင်းလဲတဲ့အစဉ်ရှိရင်နေဘက်ကကောင်းကင်ကြီးတော့နေကပူတာပေါ့။မင်းကောင်တို့တောင်ရောက်ကတော့တလို့ကျင်လင်ပြီးနေဘူးပြင်းပြင်းရှိနေတဲ့ကောင်းကင်ရံအောက်ကလေခွေးမြင့်နေအထင်းမှာကတဲ့ရိုးတိုင်ဖြတ်သွားနေမိကြတယ်။ဒလိုသွားလာနေမိတာအကြောင်းရှိတယ်။ပုံမှန်ဆိုရင်တော့သူတို့ကစကိုင်းကိုပြန်ကြရမှာ။စကိုင်းရောက်တဲ့အခါဂရီသေးစာပြုတ်ထားရတဲ့အတိုင်း ဒနာရှင်တို့တော်လန်ရမှာပေါ့ဒါမှမဟုတ်လေဂရီသစ္စာထားတော့ငါနေနမင်းမပါဘူးလေဒါကြောင့်လေမင်းကောက်ကောင်းမှုအကြောင်းပြုပြီးဥပဒေတို့ပါ နေစုံလဲရင်နဲ့များမြန်ကိစ္စတွေကိုကြုံတွေ့ရင်ဆိုင်ရတာပါပြင်မနာမျိုးကနေသူတို့ထွက်လာပြီးကြိမ်ကြတော့ဥပဒေကမင်းကောက်တို့ကိုတလူတိုင်းမင်းနေမင်းကောက်နဲ့တာနော်ဂုတ်သေးစုတ်တဲ့မိစ္ဆာရိယံကိုအသားရရလောက်ထွက်တဲ့တပေါမသားရိယံကိုတပီလုံးက ခံစားနေကြတာကွာအခုပဲကြည့်တဏှာကိုကျူးကာမကိုလိန်လေပြီးရရှိလာတဲ့တာဝန်မမင်းတမီးကိုမမြင်တတ်တဲ့ဖအေးဆိုတဲ့ကောင်မျိုးလေငါတို့လောလောလတ်လတ်ကြုံခဲ့ရတယ်ဝိသမလောဘအတော်မတတ်နိုင်ပြီအသက်တကယ်ကိုကျေးဇူးတဲ့ဘာမင်းလိုကောင်းကိုလည်းစုံခဲ့ရတယ်နောက်ငိုဝိနဲ့ဖီစီနဲ့ကြုံဟိုးတို့ဘာတို့ဒီလိုကောင်းတွေကိုလည်းတွေ့ခဲ့ရတယ်ဒါတွေကိုကြည့်ပြီးငါတို့စကိုင်းကိုဥတီပြန်နေတာကမှားများမှားနေမလားမသိတတ်တော့ဘူးနော် ဥပဒုစကားကိုမင်းကောင်တို့ကြားကြားချင်းတော့နားမလည်နိုင်ဖြစ်ကြသည်။ငါပြန်တွေးကြည့်တော့တီဘောကိုတော်ရဲ့သဘောမှကပြည်သားရေးကိုစွမ်းဆောင်မှာတော်လနာမျိုးမဟုတ်ပဲတပတ်ကနေပြည်သူကိုစောင့်ရှောက်ပါလို့မှားသွားတာမျိုးကအခုစကိုင်းကိုပဲပြန်မိုးလုပ်နေတဲ့ငါတို့လှုပ်ဆောင်ချက်တည်းကမှားနေပြီတင်နေတနေရာတွေကိုကွက်ပြီးစောင့်ရှောက်ပေးရမယ့်သဘောဖြစ်နေတာနေရာတိုင်းမှာတကြောင်တကားတာတရွာလင်းတပုတ်စန်းဆိုသလိုပဲပြဿနာတွေကရှိနေတည် ဖြစ်တဲ့ပြည်ထနာနိုင်ကလည်းနေဆက်ကိုယ်တိုင်ဖြစ်ရင်ဖြစ်မဖြစ်ရင်အဲ့ဒီတရမာတွေကိုပထွေးအဖေတင်ပြီးရိုးကျိုးနေတဲ့ငွေကြေးရှင်ကောင်းနေကြောင်းပဲဒီတော့ငါတို့ဇကိုင်းကိုပြန်လာလေးပြန်မယ်ဒါမဲ့ပြည်ထနာရှိရဲ့နေရာတိုင်းကိုလည်းအခွင့်ရှိသလိုကူညီမယ်လမ်းရိုးတိုင်းပြန်ရင်တော့မြမြန်ရောက်မှာပဲဒီတော့ငါတို့ကန်နိုင်ခီးသွားများလို့ခြေကျင်လမ်းရင်းနေဆောင်ဖြန့်ကျက်ပြီးသွားကြတော့မယ်ကွာမျက်နှာမွေးကြုံမွေးတွေအတွက်ငါတို့ကရှိပေးတဲ့နဲ့မဟုတ်ဘူးလားဒီတော့အခုကစပြီး ငါတို့လမ်းကြောင်းပြောင်းလဲကြတာပေါ့ကွာ။ဥပဒူပြောတာကိုမင်းကောင်တို့လေသဘောတူခဲ့ကြတယ်။ဒါကြောင့်မေရမဲသိန်းတို့မလျှောက်ခင်စီးလာရင်ကောင်းဖို့အနေစင်းကြပြီးလမ်းစင်းလျှောက်ကြတယ်။လမ်းဖုံဖုံတွေ့တော့ဆက်လိုက်ကြတယ်။ညိုမြမြတွေ့တော့ရွာမက်ပြီးဥတီလမ်းကြတယ်။ဒီလိုနဲ့ပဲမင်းကောင်တို့၃ယောက်ကခြေချင်းကြီးနဲ့ရွာစင်းနဲ့သွားနေခဲ့ကြတာ။နှစ်ရက်အတွင်းမှာရွာပေါင်း၅ရွာနဲ့အခုလက်ရှိဖြတ်သန်းနေကြတယ်။လေပြင်း၆၆ကြီးအထိခီးပေါက်ခဲ့ကြတယ်။ ပြဿနာလေးတချို့ကိုလည်းဖြည့်ရှင်းဖိခုနိုင်ခဲ့ကြပြီးစာရေးနေရေးကြက်တီးခက်ခဲနေသူတွေကိုလည်းအဆင်ပြေအောင်လို့ငွေကြေးတချို့ကူညီပေးနိုင်ခဲ့ပါသည်ရှေ့နာတော့ညောင်မင်းရှိတာပဲကွငါတို့အဲ့ဒီမှာခဏနားကြရအောင်အရှိခက်ပြပြစီကလေးပြင်းနေမှာတီတီကြီးကြီမအုံမိုင်လုံးနေတဲ့ညောင်မင်းကြီးကိုလမ်းမြင့်ပြီး ဥပဒူဟာပြောလိုက်တယ်နေဘူးကြေးကြေးလေးကနေချင်းချင်းဖြတ်တန်းလာတော့၃ရောက်စလုံးခြေရုံးနေနေရတဲ့ပြင် ရေကလည်းဆာလွန်လုံးနေကြပြီဒီလိုကြောင့်လည်းနားရမေးဆိုတဲ့ဒီကြောင့်တုံးရောက်တော့ညောင်မေကြီးစီကိုပြေးတပိုင်းလှမ်းကြသည်ညောင်မေကြီးအောင်စီကိုရောက်တော့ခြေပြက်လက်ပြက်ထိုင်ပြီးကြပြီ မောပန်းမှုတို့ဖြည့်ဖြောက်သည်ညောင်မေကြီးရဲ့အနောက်လန်လန်တစ်ဖက်မှာရွာတရွာရှိနေအောင်မြင်မိကြရသည်အကိုကြီးကျုပ်တို့ဒီပုံတိုင်းသွားမယ်ဆို မြင်းတော်လူမေထင်နေတော့တာနောကပြောလာသည်မင်းကမှပြုံးစီစီဥပဒေကအေးကွာမင်းပြောမှတတိယတယ် ငါတို့တကယ်လိုအပ်နေတာပဲကွ။ဒါပေမဲ့အခုတော့လက်ထဲမှာငွေရနေနေပြီ။မင်းကောင်ရှိရလေကိုကြီးရဲ့။ဟာဟိုကျောက်ကိုစီးကြမလို့လားဗျ။မင်းကောင်ကထပြီးအရှုံးဖောက်တယ်။သုံးယောက်စလုံးရီမောမိကြတယ်။မင်းကတော့မစီးပါဘူးမင်းကောင်ရဲ့။ငါသာမင်းကိုတက်စီလိုက်ရင်မင်းရဲ့ကျိုးတွေကျိုးရကြည့်ရဲ့။ဒါပြင်ကျောက်ကမင်းခုပေးရမှာလေ။အဲအဲ့လိုမဟုတ်ရင်တော့မင်းဝယ်ဖို့အတွက်ငွေခုပေးရမှာ။ဟာ မင်းကောင်မျက်နှာရှုံ့မဲ့သွားတော့ဥပဒူရောရှိကြတယ်။အရင်ကဆိုကီလန်ကိုကားနဲ့သွားမြန်လင်းနဲ့သွားကျန်တယ်လို့သွားနေမိကြတဲ့အတွက်စကားဆမီသိပ်မဆူဖြစ်ဘူး။လမ်းတူလျှောက်ပြီးခက်ခဲပင်မမှုကိုရွေးချယ်လို့ခီးသွားမှမှရပိုင်းအတွင်းမှာစိတ်တွေကရင်းနှီးမှုပေါ်လာတယ်လို့ခံစားရတယ်။စကားပြောဆိုပြီးပွင့်လင်းလာကြတယ်။ဖော်ရည်လာကြတယ်။တယောက်နဲ့တယောက်ထပ်တူကြကြရင်းနှီးလာတဲ့ပုံမိုးတဲ့ခံစားချက်မျိုးကိုသုံးအောင်စလုံးရရှိကြတယ်။ နောက်တော့တော့ကြည်စင်မှုရယ်လေရှိလာရည်ဒါလို့ဆိုပြန်တော့အချိန်ကလို၆ကက်ကက်နဲ့ဖြတ်သန်းလာကြတဲ့အချိန်ဒီမှာရှိခဲ့ဘူးတဲ့စိုးရိမ်မှုတွေက နေလာနှိမ့်မြောက်တယ်လို့ပါတချိန်ကတက်မူးတက်သားတွေဖြစ်ခဲ့ဘူးတဲ့ဥပဒူတို့ကတကားမှခုလိုမနေဘူးကြတော့နေရထိုင်ရလွတ်လပ်မှုကိုသဘောကျနေကြတယ်။သုံးယောက်သားစကားတွေပြောကြရင်ဆက်ပြီးထိုင်နာကြတယ်။အတန်ကြာတော့အမောပြေကြပြီ။ကဲ နေဆွေမကြိုးခင်သွားကြစို့လားဟုတ်ကဲ့ကွေသုံးယောက်စလုံးဖောက်ပတ်ခါပြီးထားလိုက်ကြသည်ကဲသွားကြစို့ဥပတူကအရှိကနေလှမ်းထွက်တယ်မင်းကနိုးရနဲ့အနောက်ကနေလိုက်ထွက်ကြရပုံဒီကိမ့်မှာပဲဟေးကနေအော်တန်နဲ့တူညောင်မင်းထက်စီရနဲ့လူတယောက်တရုတ်ရှိစီကိုကောင်းချလာသည်ရုတ်တရက်ဆိုတော့မင်းကနိုးသုံးယောက်အနောက်စီကိုခုံဆုပ်မိပြီးပြန်လဲတိုက်ခိုက်ဖို့လေအသိပြင်လိုက်မိကြတယ်ဒါမှမဟုတ်လေသူတို့အားလုံးချက်ချင်းကိုပဲ အသိပြင်းမိတာတွေကိုပြန်ရုံမိကြရတာဘာလို့ဆိုတော့သူတို့ရှေ့ကိုကြာလာသူကစပင်းဆုပ်ဖွားနေအဝေစားဖီဦးပြင်းတဲ့လူတယောက်အသက်က30ဝန်းကျင်လောက်လူခန့်မှန်ရတယ်မျက်နှာပုံစံအလေဆက်ပြီးပြီးတဟိဟိနဲ့ဟဲ့လူကြီးခမည်းတော်ခုနကညင်ဝဲမယ်လို့ပြောနေရကြားမိတယ်ကြောက်မြုံဝဲမလားဟမ်အယူကဝေစားဖီဦးပြင်းနဲ့ကိုယ့်ရဲ့ကာယပြောရင်ဂျိုင်းဂျိုင်းအင်ကြီးအောင်မှာထက်ခွက်ထားတဲ့အရာကိုထုတ်လိုက်တာဟာ ရွာတော်ရှင်တို့မြင်းပြူရှင်တို့လိုနကုန်းနေရာနှယုတ်တီစီရဲ့မြင်းပြူအယုတ်ကလေးအရှိတ်လက်တောင်ကတော့တန်လန်လီပြုတ်ထွက်နေတာမင်းကတော့ခြေတစ်ဘက်မကောင်းဘူးဗျခင်ဗျားတို့ဝင်ပါလားအဲမင်းကောင်တော့မပြောနဲ့ဥပဒူတော်ဘာပြောရမလဲမသိတတ်ဘူးဒါအောင်ကြည့်ပြီးအယူကမျက်နှာညှို့ညွှန်းငယ်နဲ့ဆက်ပြောတယ်အင်းမော်လီကျုပ်မြန်လီကလက်ကျုံးနေရဆိုတော့ခင်ဗျားတို့ကဘယ်လိုကျင်မမလဲအယူကပြောပြီးနေရာမှာတင်ခြေပြက်လက်ပြေထိုင်ချလိုက်တယ် အယူကိုကြည့်ပြီးမင်းငေါ့နူလေးစစ်မကောင်ဖြတ်သွားကြရတယ်။အဲအဲအဲ့လိုမဟုတ်ပါဘူးမောင်ရင်ဥပဒေဟာစကားဆလိုက်သည်။ဒါပေမဲ့ယူကငုံနေပြီ။ငွေင်းကပဇက်ကနေတွတ်တွတ်ပြောတယ်။ခမားတို့ကလေဒီမေးကြောင်မသိလို့သာ။တကယ်လည်းသိရင်ခမားတို့အထင်ကြီးကုန်ကြလိမ့်မှာဗျ။အယူကမင်းယုံလေးကိုပုတ်တန့်ရင်ပြောတော့မင်းငေါ့နူသုံးယောက်တယောက်မျက်နှာတယောက်ကြည့်မိကြတယ်။ဟိုသူ့ပုံစံလေးကတနာစရာကွာ။ ဘာမှနေလဲမသိဘူး။တို့ချောက်မော့ပြီးတော့ပြန်ဖို့ပြေးကြရအောင်။အင်းကောင်းနေကိုကြီး။ဒါဆိုလေသူ့ကိုလိုက်ထိုက်တိုင်းနေကြဆိုလား။တုံယောက်စလုံးအယူရှိစီမှာထိုင်လိုက်ကြသည်။ဥမသူကအယူရဲ့ပကုံးနှစ်သိမ့်နဲ့နေနေလက်နဲ့ပုံလိုက်တယ်။ဟိုဒီကမှမင်းစိတ်မရှိပါနဲ့။တို့ကခီးသွားပြီပါ။မင်းကိုလိုအပ်တာလေးမှန်းနေ။ဒါပေမဲ့ငွေရနေနေတာ။အခုမောင်ရီမင်းကအစင်လာရှိရဲ့မင်းဆိုတော့ပိုးလို့တော့ငွေရကတ်သွားလို့ပါ။ဒီမျိုးကိုနော်ထာမင်းရှိခဲ့တာ။ နောက်ပြီးဦးအောင်စီကလည်းစီးတယ်။ဘရင်အောင်ဆိုအယုတ်တရားကိုစစ်ချေတော့ဒီမြင့်ကိုစီးခဲ့တာ။ဖះဖះအဲ့ဒီနောက်တော့အစင်လာကြီးခဲ့တာလား။ဟုတ်တယ်ဗျဟုတ်တယ်။ဒါမဲ့အစင်လာအစင်လာပဲငွေရငွေပဲ။ခမားတို့ရောင်းတာငွေနဲ့ရောင်းတာ။ခမားတို့ဝယ်တဲ့နေ။အယူကမလင်ရှုပ်စကားကိုပြောတော့မင်းကောင်တို့ပြောဆဆဖြစ်ကုန်ကြတယ်။ခမားမင်းမြူကငွေဘယ်လောက်သတ်မှတ်တော့ခုနှစ်ပိ။ဟမ်။ဘာလဲဗျဈေးကြည့်လို့လား။ အဲဟိုဈေးဈေးမကြည့်ပါဘူးဈေးမကြည့်လို့ဝယ်လေငွေရ၅ဘဲပဲပါတာအဲ့ဒီ၅ဘဲကိုပဲပေးရော့ရော့အယိုးကငွေ၅ဘဲကို အရလန်းယူတယ်မြင်းဟုတ်ကိုဥပဒူစီထုတ်ပေးတယ်ပြီးတော့ငွေကို အငမ်းမရကြည့်တယ်ဒီငွေနဲ့ဆိုကျုပ်ထမင်းစားလို့ရပြီဟမ်အယိုးပါးစက်ကထွက်တဲ့စကားပေါ်မင်းကောင်တို့ပစံအောင်သာဖြစ်ကုန်ကြတာဟေးဟေးဟေးထမင်းစားလို့ရပြီ အယူကတော့ငွေကိုစိုက်ကြည့်လို့ထပ်မံပြောရင်သူတို့ကယူမစိုက်တော့ဘဲနဲ့ပျော်ရွှင်မြူတူးလို့ထွက်သွားတယ်။ဒီလိုကမယူဘူးကွ။တတ်တန်ဟန်ဆောင်ထားတာ။ဗျာ။ဥပဒေရဲ့စကားကြောင့်မင်းငောင်နဲ့ဌာနတို့အံ့ဩသွားကြသည်။ဟိုဘလို့ကြောင့်ပြောနိုင်တာလေကိုကြီးရဲ့။သူ့မျက်လုံးကတတ်တည်ပဲ။လာကြ။မင်းတို့ကိုမြင်တာအောင်ငါပြမယ်။ဥပဒေကပြောပြရနဲ့အရှိကနေထွက်သွားတော်တယ်။တုတ်တန်နေရာဇယက်စီမှာဝဲယူလာတဲ့ထမင်းတုတ်ကိုပြပြီး မာဖုံးငမ်းမြစားနေမိတယ်။သူတွေမစားရတာတပတ်ပြည့်လို့ပြီ။ပတ်စံလဲတပြားမှမရှိပဲအခုနာညောင်မင်းကြီးစီမှာမြင်းဝဲမေဆိုတဲ့ခီးသွားသုံးယောက်ကိုညောင်ငိုင်းမှာဆွန့်ထားပြီးမြင်းုပ်ကိုယူပြီးအယူဝံဆောင်ကိုရောက်ချခဲ့တယ်။ငွေငါးပေးရပြီးသူ့အတွက်ထမင်းပိုးရတော့တက်တလုံးစီဝင်ပြီးထမင်းတောင်းဝင်တယ်။ထမင်းနဲ့ငပြုတ်မှုကြီးချုံဝယ်ယူရရှိခဲ့တယ်။သမီးတို့ကိုယူပြီးတုတ်တန်ကြီးရဲ့ဆီကိုပြေးလာခဲ့တယ်။စားတယ်။ပြီးရင်တော့ဒီတုတ်တန်နေမှာပဲသူ့လို့ဆရာလှုပ်ရှိရဲ့ ဒီလောကသူမိသားစုတွေကိုကယ်တင်ရမယ့်အလို့ပြီးတော့သူကိုယ်တိုင်လည်းတိတ်ဆောက်ပြေးနေရတဲ့ဘဝစီကနေလွမြောက်စေမယ့်အလို့တစ်ခုပါဓမင်းနဲ့ဟင်းကိုမဆ ਾਇ ရပြတ်လဲနေရကြတော့ဆ ਾਇ ရတော်ရဲ့ရတာရှေ့လုံးနေဓမင်းတထုတ်ကတခဏပဲကုံသွားတယ်ရေကုန်ငံမြတ်ထတ်တော့တယ်ပြီးတော့ဓမင်းထုတ်တဲ့ဘက်ကိုဇင်းအောင်စီပြစ်လိုက်ပြီးသူလည်းရက်စီကနေဆင်းလိုက်တယ်ဒီခိုက်မှာပဲခொနက ခီးသွားတဲ့ယောက်ကတုတ်တန်ရှေ့ကနေဖြတ်သွားတယ်မဘုံလေးချက်ချင်းမင်းအယူးလို့ပြန်ဆောင်ပြီး တမင်တမင်နဲ့စကားပြောနေလိုက်တယ်။ခဏကြာတော့ကီသွားသုံးယောက်ကတုတ်တန်အောင်ဖြတ်ပြီးရွာထဲကိုဝင်သွားကြပြီ။ဒီအခါမောင်ပွန်းလေးဒုတိယအောင်ကောက်ပြီးတုတ်တန်ရှိဘက်ကမြေနီယာနဲ့ကိုလမ်းလံထိုးစွာတော်တယ်။အကိုကြီးပြောသလိုပဲဟိုလူကဟန့်ဆောင်နေရဗျ။ရွာထဲကိုလမ်းဝင်ရင်းနဲ့တာလုံးကဥပဒေကိုပြောလာတယ်။အေးဟုတ်တယ်။ထမင်းစားနေတော့ကလေသူ့ပုံစံအကောင်းကြီးပဲ။ငါတို့ကိုမြင်တော့မှအယူလိုပြန်လှုပ်သွားတာ။ ဒီလူကမယိုးတော့သူ့နောက်ွယ်မှာအเจ้าတခုရှိနေလိမ့်မှာကျုပ်တို့ဘာလို့ကြောက်နေကိုကြီးတဝါကလူကောင်းသားလူဆိုတာဘာအတွက်အယူလို့ဟန်ဆောင်ရရလဲဆိုတာစုံစမ်းကြည့်တာပေါ့တုံးယောက်သားရွာထဲကိုဆက်ပြီး ဝင်လာကြသည်မင်းပြိုလေးကမင်းခေါင်ရင်လက်ထဲစီမှာသူတို့တုံးယောက်ကိုမျက်နှာစိမ့်နေဆိုတော့လမ်းသွားလမ်းလာရွာသားတွေကကွက်ကြည့်ကွက်ကြည့်လှုပ်ကြတယ်သူတို့ကလည်းတောက်တန်နဲ့အယူအကြောင်းမင်းမြတ်မှုအတွက်လူရှာကြသည်လမ်းသွားလမ်းလာတွေက သူတို့လှုပ်ရှိရသွားကြမယ့်သူတွေဆိုတော့မမီမဆိုင်ခဲ့ကြအောင်ခဏကြာကြာလမ်းပြီးတော့အကျော်တလိတလုံးကိုတွေ့ရတယ်။အကျော်စားကြရအောင်။အကျော်တဲစီကိုဝင်ထိုင်ကြတယ်။အကျော်တို့ပဲချပြပါအောင်။အကျော်ကျော်နည်းရဲ့မိမကြီးနဲ့အနီးဆုံးနေရာမှာထိုင်ပြီးအကျော်မှလိုက်တယ်။မိမကြီးကသူတို့ကိုတချက်ကြည့်တယ်။ချပြပေါ်ကလက်ကမအောင်ဖြစ်နေလို့စိတ်တော်မရှိပါနဲ့။ဒီဘက်ကအငဲကောင်းနေ။နိုင်ယူပေးပါလား။မိမကြီးက စကားပြောဆိုသွားတယ်။မင်းကောင်လေးအကျော်ပကံကိုတွားယူလိုက်တယ်။အကျော်တခုနှစ်ခုစားပြီးမင်းမကြီးအားလက်တောင်စောင့်ကြတယ်။မင်းမကြီးကလက်စအကျော်တွေကိုဆက်ယူပြီးအသိပြန်ထည့်နေအောင်မြင်တော့ဥပဒူဟာဟိုတရားမကြီးကိုတခုလောက်မေးကြည့်ချင်လို့သိရင်ဖြေပေးနိုင်မလားဗျ။ဘာမှမေးမလဲမေးလေ။အော်ဒီလိုပါ။ဟုတ်တို့ရွာပြင်မှာအယူတယောက်ကိုတွေ့ခဲ့တယ်ဗျ။ဟိုသူကဒီရလား။ဘယ်ရလဲသိရင်ပြောပြပါလား။အော် တုတ်တန်ကသမင်းရှိရှိနဲ့ဟိုယူလေးကိုပြောတာလားဟုတ်တယ်သူ့အကြောင်းကတော့ဘယ်လိုပဲဝယ်မသိပါဘူးတော့ရောက်ရောက်လာလေတပော့ကြောင်လုံးပဲရှိလိမ့်မယ်ထင်တယ်ဟုတ်လားဟုတ်ပါဟုတ်ပါဟိုဘယ်ရပဲလို့ရောက်လာတယ်မာကြီးဘယ်ရမှန်းတော့မသိတာတုတ်တန်ကိုရောက်လာပြီလူတွေကသိကြတယ်အဲ့ဒါတော့ဘယ်ချိန်တည်းကရောက်နေရမသိဘူးတုတ်တန်ကိုနိုင်ရေးပို့သွားမှသူ့ကိုမြင်မိကြတာအဲ့လိုလားဟုတ်ပါဟုတ်ပါ ယေရှုတင်ပါတယ်ဗျာ။ဥမတို့တို့လေအယူဟန်ဆောင်နေသူကို ပိုလို့စိတ်ဝင်စားသွားရည်။ဘဲအတွက်ကြောင့်ဒီလူဟာအယူဟန်ဆောင်ရလေ။မင်းကောင်ကခက်တူတူရေရွံ့လိုက်တယ်။သူ့နောက်ကွယ်မှာအကြောင်းတစ်ခုကတော့တေချာရှိနေပြီကွ။တေချာတော့မဟုတ်တဲ့နေရာတစ်ခုကိုပဲ။ဘလို့ဆက်လုပ်တယ်လေကွ။စုံနှမ်းကြည့်ပြီးပါလဲဆိုတော့တည်အောင်လို့လုပ်ကြရပါကွာဟုတ်ကဲ့ဒီနောက်တော့ သုံးယောက်သားအကျော်စားပြီးတော့ရွာပြင်ကိုပြန်ထွက်ခဲ့ပြီးတုတ်တန်စီကို ခြေဥ်ပြန်ထည့်လိုက်ကြ၏တုတ်တန်စီမှာမဘုံတယောက်လူသူလေးပါရိတ်စီကိုကြည့်ရင်ဒုတ်တချောင်းနဲ့ဟိုဒီဟိုတူးဆိုင်ရင်အလုံးရှုပ်သည်တုတ်တန်ရှိကနေလှည့်တစီဖြတ်သွားတော့မဘုံတယောက်မြေပေါ်တစ်ခုနဲ့ခွေပြီးဝေးချလိုက်သည်ဒီဖြစ်ဖြစ်ဒီအလုံးကိုတုတ်တန်နဲ့တတိစိတ်ရောက်ရှိနေကြ၏မင်းကောင်တော်ကမြင်မိကြ၏အကိုကြီးဒီလူဟာတကူကိုရှာနေရပြီဗျဘာရှာနေရလဲမသိဘူး အေးမြင်းလေးကတစုံတစ်ခုကိုရှာနေရသူ့အတွက်တိတ်ရေးကြည့်လိုက်မယ်ထင်တယ်။ဟိုရိုးတော်မျိုးသားတာမှန်မင်းကိုရကျောက်တော်ဒီလိုကဘာလဲဆိုတော့သိကျင်လို့မီအချိန်ဒီကိုဆက်ကြည့်ကြတာပေါ့ကွာညင်ပြီးတော့ဆက်လက်စောင့်ကြည့်တယ်။မဖုံးကတော့သူတို့စောင့်ကြည့်နေရမသိလေတော့သူတို့ဆရာရှိရကိုပဲအယုံဆိုင်ပြီးဟိုလေးဒီလေးနဲ့လိုက်လံအတူစားတယ်။အတော်ကြာလို့မှမဖုံးတယောက်မောသွားဟန်ပါပဲ။တွင်ကိုပြစ်ချပြီးမြေပြင်မှာပလက်လန်ကြလို့ဟိုကနဲ့လေးဘူးမှောက်ထုတ်တယ်။ အချိန်ကညနေစောင်းနေပြီအချိန်မရှိတော့ကွာထွက်ပြီးတော့ဒဲတို့မေးစာပေါ့သုံးယောက်စလုံးပုံငွေကြည့်နေရထွက်လိုက်ကြတယ်မောင်ဖုံးကတော့မောနှုံးလို့ညစီစုံမိပြီးနားနေလေမင်းကဝါသူ့လက်တရားကင်ထားဖြစ်တဲ့မြင်းပြူယုံကြီးကိုမောင်ဖုံးစီကိုလှမ်းပြလိုက်တယ်မောင်ဖုံးကသူ့စီကိုရောက်လာတဲ့မင်းဟုတ်ကိုလက်တစ်ဖက်နဲ့ဖြတ်ခနဲ့ပယ်ထုတ်လိုက်တယ်မင်းအောင်လည်းညစီကြောင်ချက်ချင်းမင်းအယူလိုပုံစံပြန်ဖြစ်ပြီးကြောက်တဲ့ဟန်နဲ့ခုံပေါင်းတို့ မင်းကောင်တို့ကြည်ပြန်လက်အုပ်ကိုကြည်တယ်။ဟာသူတော်စင်တော့ပါလားဘယ်ရပါလို့ကြောက်လာကြရလဲ။မဖုံးမင်းထပ်ပြီးတော့ဟန်ဆောင်မနေပါနဲ့တော့ကွာ။တာနောင်းကပြောပြီးရှေ့ကိုလှမ်းတို့တော့မဖုံးကခုံးဆပြီးအနောက်ဆုတ်တယ်။မင်းမင်းတို့ငါ့ကိုဘာလို့ကြောက်မလို့လဲ။ငါ့စီကထမင်းစားကျင်လို့လား။တာနောင်းဥပဒူကတာနောင်းနာမည်ကိုခေါ်လိုက်တယ်။ဒီကမှာတော့တာနောင်းကရုတ်တရက်မဖုံးစီကိုခုံးလိုက်တယ်။ တတိမမြင်တဲ့မောင်ဖုံးကလက်ကနေတိတ်ဆောင်ထွက်သွားတယ်။တောင်တော့ကတလဲဆက်ပဲတင်းလိုက်တိုက်ခဲ့တယ်။မောင်ဖုံးကလည်းနောက်ကိုဆုံးလို့ရှောင်းသိနေ။တက္ကနာကြတော့မှမောင်ဖုံးကအယူအဝါပြန်ဆောင်မှုတတိရပြီးရှောင်းသိနာကိုရှက်လိုက်တယ်။ရိုက်ချလာတဲ့တောင်တော့ရဲ့လမ်းဝါဆောင်ရိုက်ချက်ကိုလည်းမလုံမရှာနဲ့အတိုင်းသားခံယူဖို့ပြန်လိုက်တယ်။တောင်တော့ကလည်းမောင်ဖုံးကိုရိုက်ချင်လို့မဟုတ်ပါဘူး။တေးဦးမဲ့ပေါအောင်လှုပ်တောင်းဆိုတော့လမ်းဝါဆောင်ရိုက်ချက်ကိုထိလို့ထိခင်မှာတန့်ငင်နေရှက်တက်လိုက်တယ်။ ဥပဒူကလက်ခုပ်တီးပြီးတာနောနဲ့မဖုံးနာကိုရှောက်လာသည်။ကဲမောင်ရင်မင်းပါမှဟန်ဆောင်မနေပါနဲ့တော့ကွာ။မင်းလုံရက်တွေကိုငါတို့အတိုင်းသာအကုန်မြင်ပြီးသား။အိုးဦးတော်စင်းတို့ကသူ့ကိုဘာပြောနေရလဲ။မလင်းလီမြင်းမြင်းငါမြင်လေ။နာတော့မလားဟင်။မောင်မောကမမရှောင်းအယူဟန်ဆက်ပြီးတော့ဟန်ဆောင်စေ။မြင်းတို့ကတော့မှအပြေးကောက်လိုက်သေးတယ်။မောင်ဖုံးတော်ပြီလေကွာ။ ငါတို့ကမင်းရဲ့ရန်သူတွေမဟုတ်ပါဘူးကွာ။အစတွေကမင်းမှန်တာလို့ရင်မင်းကနင့်နာသူဆိုရင်ကုညင်မင်းဆိုပြီးစွန့်မြတ်ထားတဲ့သူတွေပါ။မင်းကဝန်ဝင်ပြောလိုက်တယ်။ဒီတကမှာဘုန်းကဟန်မလို့တော့တည်ငြိမ်စွာနဲ့ခမရတို့ကကြုတ်ကိုကုညင်မင်းဆိုတော့ခမရတို့တုံယောက်ကဘသူတွေမလို့လဲ။ငါကတော့ဘာသူဒီဘက်ကတာနော်။ဟိုဘက်ကမင်းကောင်။မင်းကောင်ဆိုတာအခုနမည်ကြီးနေတဲ့စောရမင်းကောင်ဆိုတာလား။စောရမင်းကောင်ကနမည်ကြီးနေဟုတ်လား။ ဒီတဲ့ချင်းအန်ဟောသွားကြတာကဥပဒူတို့တတွေဟုတ်တယ်ဗျာစောရမင်းကောင်ဆိုတာလူတို့ကြအတော့နမည်ကြီးနေပြီသူ့ရဲ့အစွမ်းသတ္တိရည်နဲ့အလိုတော်ကြီးကျင်းရက်တက်တွေကိုပြစ်မှတ်ထားလှုပ်ရှားပုံတွေကိုဗမာလူတို့ကကျေနပ်နေကြပြီးမျှော်လင့်နေကြတာကျုပ်ကအတိုင်းသမားတယောက်ဆိုတော့စောရမင်းကောင်အကြောင်းနဲ့ကြားမိရပါတယ်မဘုန်းကသူ့တိထားတာကိုပြောပြတယ်ဥပဒူကမင်းကောင်အတွက်အနေအများလုံးတော်မှုမဟုတ်ကြောင်ညှင်းဆက်မှုခေါင်းကိုကန့်ရမ်းလိုက်တယ် အခုကစောရမင်းကောင်စစ်ဆိုရင်တော့ကျုပ်ကိုနှက်ကောင်းနဲ့မြန်မဆပြီပဲကျုပ်ဒီရဲ့ထဲမှာစောရမင်းကောင်နဲ့တွေ့ပါစေလို့ချိန်ပြီးဆူတောင်းနေမိရတာကျုပ်ကိုကူညီပါဦးဗျာဘာအတွက်လဲကျုပ်ကအတွက်တိတ်ကိုအရေးကြီးလို့လို့ပါမောင်ရင်ခိစားဘယ်လောက်ထိအောင်မှအရေးကြီးနေရမလို့လေကျုပ်ရဲ့မိသားတစုလုံးပလိတ်စီမှာဖမ်းဆီးခံထားရပါတယ်ပြီးတော့ကျုပ်လည်းအဖမ်းခံရမယ့်အရေးအသက်ခံရမယ့်အရေးကိုကြုံတွေ့နေရပါတယ်အသေးစားပြောပြစမ်းကွာ တန်တရားများတဲ့သူတာနောဝင်ပြောလိုက်ကြည်ဟုတ်ကဲ့ကျုပ်ပြောပြပါမယ်၄ယောက်သာအောက်ကတနုံးစီမှာထိုင်လိုက်ကြတယ်ထိုင်ပြီးနောက်တော့မဘုံကသူ့ကိုညီတောင်းလို့ရတဲ့အကြောင်းပြောပြတော့တာပါမောင်မောကတိုင်းစီရတရားသူနေတိုင်းရရမဲသေးမြုံနဲ့အနည်းတစ်ဝိုင်းစီကိုလှဲ့လေတိုင်းသိရင်အမတ်မတင်ပြိုင်မဲတယောက်နဲ့တိုင်းမှန်ပြီးခဲ့တယ်မောင်ဘုံရှုံးနေသွားတယ်ဒီတော့မပြိုင်ခင်မှာပဲပေးထားတဲ့ကတိရဲ့အတိုင်း နိုင်သူခိုင်းစီတဲ့လူကိုရှုံးသူဖြစ်တဲ့မောင်ဖုံးကလှုပ်ပြရတယ်။တပတ်ကစီခိုင်းသူကမောင်ဖုံးကိုမျက်နှာပြူလူတယောက်အင်ကတံမိုးကြီးပစ္စည်းတစ်ခုဝင်ရောက်ခူးယူခိုင်းနေ။ဘာလို့လို့ဆိုတဲ့ဂတိကိုထားတော့ကအလွယ်တကူနိုင်မဲ့ထင်လို့ဘာမလို့ရညာမလို့ရဆိုတဲ့စီကန်းကိုမတက်မဲ့မိခဲ့ဘူး။ဒီအတွက်မောင်ဖုံးတယောက်မခူးယူလို့ပြင်မဲ့မျက်နှာပြူကြီးအင်ကပစ္စည်းကိုဝင်ရောက်ခူးယူခဲ့ရတယ်။ဒီမျက်နှာပြူကြီးရဲ့တပည့်တပန်းတွေကိုတကာကမောင်ဖုံးတိုင်းနေပြီးဘူးလေ။ ီတော့ဒီလူတွေကသူ့ကိုသိတယ်။ဒါအတွက်မျက်နှာပေါင်းစုပြီးအဆောင်အချက်တွေများပြားလွန်းတဲ့အချိန်စွန့်အောင်စားစားဝင်ရောက်ရတယ်။ဂျိုဒီပြင်ဆင်ထားလို့အခက်ခဲမရှိပေသူရမယ့်ပစ္စည်းကိုအရယူနိုင်ခဲ့တယ်။အညောင်တစ်တာလီတစ်လုံးတစ်တာကိုယူပြီးပြန်ထွက်ချိန်မှာအဆောင်နေရာမြင်ပြီးမောင်ဖုံးကိုလိုက်ပန်ကြတယ်။ပြေလာရင်လည်းမျက်နှာကိုစီးထားတဲ့ပေါ်ဝါကကြွကြတော့မောင်ဖုံးကိုမှတ်မိသွားတယ်။သူတို့ကိုပညာသင်ပေးထားတဲ့ဆရာဆိုပေမဲ့တပကမျက်နှာပြည့်ကြီးစီမှာသစ္စာခံစားကြသူတွေမှမရမကလိုက်ပန်ကြတယ်။ မဖုံးလေညာဘက်ကြီးမုံအသက်လူလူပြေးလာရင်နဲ့ဒီတုံတန်စီကိုရောက်လာသည်လွင်မြောက်ဖို့ကမလွယ်တော့တုံတန်မြင်းအမောင်းထဲမှာပစ္စည်းတက်တာလေးကိုမြေချင်းတူလို့မြုပ်ပြီးလူကြီးတက်တက်ထတ်မှန်လူထွက်ပြေးတကိစ္စအတွက်မဖုံးကတော့လွမြောက်ခဲ့ပေမဲ့မြို့ထဲနေတဲ့မိသားစုကိုတော့ပလိကဖမ်းဆီးသွားတာပါသူလည်းမျိုးစီကိုပြန်လို့မဖြစ်တော့တပတ်ကပစ္စည်းအရမဲ့သူကလည်းသူ့ကိုတက်မယ်လို့ကြုံလာတယ်တုံတန်စီပြန်လာပြီးပစ္စည်းလာရှာပြီးတော့ကန့်ဆိုးစွာနေပြီးနေအောင်မမှတ်မိတော့ တပတ်လေမိသားစုရဲ့အသက်ပြာရှိနေပြန်သူ့ဘက်မှာလည်းအသက်ပြီးအဖက်ခံအမေပြီးတော့ရှိနေပြန်ဆိုတော့မောင်ဖုံးပြာများရတယ်။ဒါကြောင့်ပစ္စည်းကိုပြန်ရဖို့အတွက်တုတ်တန့်စီမှာသူ့ကိုကပ်ပြီးရှာဖွေနေဖို့လိုအပ်တယ်။အဖက်ဘက်ကဘေးရနေတဲ့အတွက်သူရုပ်ဖြတ်ပြီးအယူလိုဟန်ဆောင်ခဲ့တယ်။ရွာထဲကိုသူမဝင်ဘူး။တုတ်တန့်မှာပဲနေတယ်။မနေ့တုန်းကရွာထဲကိုပလိတ်တွေရှောင်းလာတယ်။မောင်ဖုံးလည်းတုတ်တန့်အနေထွက်ပြေးလာပြီးညမင်းကြီးစီမှာပုံဝိုင်းနဲ့အိပ်ပျော်သွားနေတယ်။ အရာအနိုးချင်မှအောက်စီကမင်းကောင်တို့ပြောနေတဲ့စကားတွေကိုကြားပြီးဘိုက်ကနေစာနေတဲ့အတွက်အကြံထုတ်ပြီးတော့ရာမီစီမှာရှိနေတဲ့နတ်စင်ကစွန့်ထားတဲ့မြင်းဖြူရုပ်ကြီးကိုယူပြီးရောင်းချခဲ့တာပါကျုပ်ထမင်းမစားခဲ့ရတာငါရဲ့ကြော်ပြီးဘယ်ကုန်းမှလည်းမထွက်ရည်ဘူးဘယ်မှလည်းမသွားရည်ဘူးဒီရပစ္စည်းကလည်းခုထိမတွေ့သေးတော့ဘာလို့အမေကျုပ်မသိပါဘူးဒီရဦးလေးတို့ကိုလင်းလင်းမီးရဲ့အတွက်ကြောင့်လည်းကျုပ်တောင်းမှန်ပါတယ်อืมခမားအဖြစ်ကိုဘယ်လိုပြောရမှန်းမနာမသိတော့ပါဘူးဗျာ ကျုပ်ကိုကူညီပေးကြအောင်ကျုပ်တို့ကဘယ်လိုများကူညီပေးရမလဲနလုံးစေတော့ကျုပ်ကိုတတ်မဲ့သူကဒီနီးနားမှာပဲရှိနေတာဒီလိုကကျုပ်စီကပစ္စည်းမရသေးတာကိုကျုပ်ကလင်းလဲထားတယ်လို့ထင်မြင်နေတယ်မနေ့ကလည်းတပတ်ခါအောင်မှပစ္စည်းမပေးနိုင်ကျုပ်ကိုတတ်မှာတဲ့မဖုံးကတပင်းကိုချလိုက်တယ်ကျုပ်ကိုတတ်တာအတွက်ရင်ဆိုင်ရမယ်ဆိုရင်ကျုပ်ရင်ဆိုင်ရတယ်တရမယ်ဆိုရင်လည်းကျုပ်တည်ရတယ်ဒါပေမဲ့တကယ်လို့သာကျုပ်တို့ခုဖြစ်သွားရင်ကျုပ်မိသားစုကိုကင်မဲ့သူကမရှိတော့အမှန်မဲ့ပေါ့ အဲ့ဒီအတွက်ကိုမင်းကောင်တို့အနေနဲ့ကျုပ်ကိုကူညီပေးနိုင်မယ်ဆိုရင်အရင်ဆုံးကျုပ်မိသားစုဘေးကင်းရေးအတွက်ကဲထုတ်ပေးစီလိုပါတယ်။မောင်ရင်မိသားစုကိုကဲရမယ်။ဒါလို့ဆိုမောင်ရင်တို့ပြေကပူကြည့်တော့မယ်ထင်တယ်နော်။ပြီးတော့တကယ်လို့သာကဲနိုင်ခဲ့မယ်ဆိုရင်မောင်ရင်တို့ဒီနေရာကနေပါရှောင်းနေတော့ရလိမ့်မယ်။မိသားစုလွှင့်ရင်ရပါပြီ။ကျန်တာကတော့ဘာတွေဖြစ်လာပါစေကျုပ်ရင်ဆိုင်နေပါတယ်။အင်းလေကဲပြီဆိုတော့လေကဲပြီလို့ရပါတယ်။ဒါပေမဲ့မောင်ရင်ကရောဘာဆက်လို့မလဲ။ ကျုပ်ကတော့တပတ်ခါမတိုင်ခင်ပစ္စည်းကိုတွေ့အောင်လို့ရှာဖွေကြည့်တာပေါ့တကယ်တော့မကြတော့လေပြစ်ကျင်အဖြစ်ထဲတိုင်ရင်ဆိုင်တာပေါ့ဗျာอืมခတ်တော့ခတ်ပြီဥပဒုကရေရွက်လိုက်တယ်တာနောင်းကမင်းကိုတကွမေးကျင်တယ်ဟုတ်ကဲ့မေးပါမင်းကိုအလုတ်ခိုင်းနေတူပါဘသူလဲဘာအတွက်ကြောင့်သူကိုယ်တိုင်တိုင်းမြညာရှင် ဖြစ်နေပါရဲ့နဲ့ကိုယ်တိုင်မလုတ်ပဲမင်းကိုကြားခံစေခိုင်းရတာလေသူဘသူလဲတော့ကြုတ်လေတေချာမသိဘူး သူ့မျက်နှာမှာမျက်နှာပေါင်းတစ်ခုတက်ထားတယ်။သူနဲ့ပညာပြန်ပြစ်တာကလည်းကြုံရင်ကိုအပြန်လမ်းမှာရုတ်တရက်သူကတက်ခတ်လာပြီးစိန်ခေါ်တာဗျ။ဒီလိုတစ်ခုခုပဲ။ဟုတ်တယ်။ဒီလိုမှအကြောင်းတစ်ခုရှိလိမ့်မယ်။ကြုံလေအဲ့ဒါကိုသတိထားမိလာပါတယ်။အခုဘယ်လိုလုပ်ကြမလဲ။ဥပဒူကမင်းကောင်တို့ကိုမေးလိုက်တယ်။လန်တလုံးတော့သူ့မိသားစုကိုအရင်ကထုတ်ပြီးအကောင်းဆုံးဖြစ်လိမ့်မယ်။ကျန်နာကတော့မီးစင်ကြီးကတော့အကောင်းဆုံးမိန့်ကိုကြီး။တာနောကပြောလိုက်တယ်။ ဥပဒူကခေါင်းကိုညှိတယ်။အင်းလေဒါဖြင့်လေကဲကြရပါကွာ။ဒီနောက်ပိုင်းတော့မင်းကောင်တို့ကမောင်ဖုံးရဲ့မိသားစုကိုပလေးတိုစီယာကဲထုတ်ဖို့အတွက်တိုက်မိကြတယ်။ညချင်းရမဲသိမ်းမျိုးစီယာပလေးကဟာကင်းသမားတို့မှပါကြံသူတို့အိမ်မောကြပြီးတိတ်ဆိတ်နေပါတယ်။ကတဲ့စီကိုအရေးလေးကိုချိတ်ကက်လာကြတယ်။ကတဲ့နာရောက်တော့အရေးတကူကလက်ကနေအသေးစီကိုကြောင်ကောင်လုံးမဲခုံဝင်သွားတယ်။တိတ်မကြလိုက်ဘူး။အထင်အားအဆောင်ကြီးက အရင်ဝင်ရောက်သွားတဲ့အရင်ရဲ့တိုက်ခတ်မှုကြောင့်အတန်တော်မထွက်နိုင်ပြီးလေးကြကုန်ကြသည်။အဝင်တကားအပွင့်လာသည်။တကားဖွင့်ပြီးသူကခုနှစ်ကအရှိန်ကြံသုံးယောက်နဲ့အထဲစီကိုဝင်လိုက်ကြသည်။ပြီးတော့ကင်းဆောင်နေတယောက်ပြီးတယောက်ကိုသတိမြေသွားလှုပ်ဆောင်ပြီးဂတဲ့အထဲစီကိုဝင်ရောက်လာကြသည်။အချုပ်ကန်းစီကဆောက်နေကိုထပ်မံတိုက်ခတ်သည်။ပြီးတော့အထဲမှာဖန်စီခံထားရတဲ့မောင်ဖုံးရဲ့မိသားစုတွေကိုကယ်ထုတ်ကြသည်။အရာရာအခက်အခဲမရှိခင်အကောင်လုံးပြန်ထွက်တဲ့တည်းကအစင်ချော်ချော်ပဲ။ ဒါပေမဲ့လေမနေ့ပြန်မနေ့မှာတော့ရမဲသိန်းတမျိုးလုံးကပလိတ်ကတ်တွေကိုညတော်ကလူလျောက်ကဝင်ရောက်စင်းနေတာမို့ပြောင်းဆက်နေမှာတော့အမှန်ပဲကတဲ့ကနေထွက်လာကြပြီးတော့မင်းကောင်တို့ကမောင်ဖိုးရဲ့မိသားစုကို စကိုင်းမကသူတို့ရဲ့လှုပ်ဝက်ဒေတာတွေရွာသားအချင်းစီလုပ်ဖို့ရာစီစဉ်ထားတဲ့အတိုင်းဆက်လက်လှုပ်ဆောင်ကြಿမနေ့ဝေလီဝင်းလင်းမှာတော့မောင်ဖိုးတို့မိသားစုကိုရမဲသိန်းမျိုးကနေရတာကီးနဲ့ထွက်ခွာနိုင်စီခဲ့ပါတယ်ရတာထွက်သွားပြီးနောက်တော့မင်းကောင်တို့က ရမဲသိမျိုးပေါ်ကရုပ်ပြက်လို့ပြန်လည်ထွက်ခွာခဲ့ကြသည်။သူတို့မျိုးစီကထွက်ခွာပြီးနောက်အလန့်ယူစားထားသလိုဂက်တဲအထဲကိုဖောက်တွင်းဝင်ရောက်ပြီးတိုက်ခိုက်သွားတဲ့သူကြောင့်ပလိကတမျိုးလုံးကိုစင်းနှီးရှာဝေစားပြုတ်နေပြီဖြစ်ပါတယ်။ပရိသတ်များရှင်ဒီနေ့မှကျွန်တော်တို့ရဲ့ channel လေးကနေတင်ဆက်ပေးခဲ့တယ်။စာရင်းသူထမဲတောင်ကိုရေးသားထားတဲ့စောရမင်းကောင်နဲ့တိုင်းစီယာမောင်ဖုံးဆိုတဲ့ဇာလန်းလေးကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအလုံးက စနစ်သက်မယ်လို့မျှော်လင့်ပါတယ်ရှင်။ဒီနေ့ရဲ့ဇာတ်လမ်းလေးကိုဖျက်ပြတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမမီပဲဖြစ်ပါတယ်။